ငါဒီတာငါပြန်ပဲစစ်ကြလာတဲ့နေရီတွေကိုကိုလက်ဖမိုးနဲ့တွန်းလဲရတာငါလမ်းမဘသူကမရှိလဲရပါတယ်ဆိုတဲ့မာနတွေပိုင်ဆိုင်လာတယ်ကျိုးစားလာသည်။အခက်အခဲတွေကိုတယောက်ထဲရင်ဆိုင်ဖြစ်ဆင်းလိုက်ရတာ ငါကငါသာအာကိုရမှာပါလားဆိုတဲ့အတိတ်တရားတွေပိုင်ဆိုင်လာတယ်။မညိုလင်းပဲရောက်လာတဲ့တေသနာတွေကိုကိုကောင်းတစ်ခုနဲ့ဖြည့်ဆင်းလိုက်ရတာဟာငါဖြစ်ရင်ငါသာ ခရမ်းမှာပါလားဆိုတဲ့စင်တင်တင်တရားတွေပိုင်ဆိုင်လာတယ်။အဆိုးဆုံးဒုက္ခတွေနဲ့တွေ့လာတဲ့အခါဘယ်သူမှအကူအညီမပါဘဲဖြည့်ဆင်းလိုက်ရတာ။ ငါရှိမှငါကိုငါကဲတဲ့နိုင်မှာပါလားဆိုတဲ့တသည့်တွေပိုင်းဆိုင်လာတယ်။ကောက်ချီတာသူတွေနဲ့ဆက်ဆံမိတဲ့အခါကိုပိုင်အတွေ့အကြုံဆုံးဖြတ်ချက်နဲ့ဖြစ်စင်းလိုက်ရတာကိုပြတနာကိုပြစင်းရတာအကောင်းဆုံးဆိုတဲ့ဝေဖန်ပိုင်းခြားနိုင်စွာနဲ့ပိုင်းဆိုင်လာတယ်။ချစ်ရသူရဲ့ဥပေက္ခတွေရင်ဆိုင်ရတဲ့အခါတူညီတဲ့တုံ့ပြန်မှုတွေမပေးပဲနေနေလိုက်တာ သူများကိုချစ်တာထက်ကုမကိုပိုချစ်တဲ့နယ်ဆိုတော့စစ်မှန်တဲ့အတွေးခေါ်တွေပိုင်ဆိုင်ခဲ့တယ်။ကဲသူမရှိလဲကြနေတဲ့အခါတပားသူတို့ရဲ့အကူအညီကိုမယူဘဲပြန်ယုံထားလိုက်တာကိုဒါလင်အကူရအဖို့စစ်ဆိုတော့အမှန်နေတူလာစီခဲ့ပါတယ်။လူရဲလို့မွေးဖွားလာတော့ကလည်းတယောက်ထဲတည်ရင်လည်းတယောက်ထဲဆင်တန်ရချိန်မှာ ကိုပိုင်နေဘဝကိုအကောင်းဆုံးပြဆောက်ဖို့ မတူတွေရဲ့အကူအညီမျိုးပဲကိုအားနဲ့တယောက်တည်းတိဆောက်တာအကောင်းဆုံးပဲအနောင်ဖွဲ့လဲကင်းပါတယ်ကြုံမှုပါတယ်ကုညီမလိုလိုနဲ့တွန်းချသူတွေရဲ့ကြုံပြသလိုလိုနဲ့မဲ့နေတဲ့သူတွေရဲ့ကျင်နာသလိုလိုနဲ့ရစ်ဆက်သွားတဲ့သူတွေရဲ့နှစ်သိမ့်သလိုလိုနဲ့ချောက်တွန်းသွားသူတွေရဲ့အပြောကောင်းသလိုလိုနဲ့ မကောင်းပြောရတဲ့သူတွေရယ်ဒီလိုလူတွေကြောင့်ကိုယ်စိတ်တွေခက်ထက်လာခဲ့သလိုဘယ်သူမှမရှိလဲရပ်တည်နိုင်ခဲ့ပါပြီဆန္ဒနဲ့ဘဝအသက်ထဲမကျနိုင်တဲ့လောကကြီးတဲ့ချစ်တော်သူတွေလည်းအေးချမ်းကြပါစေမုန်းနေတော်သူတွေလည်းအပူပင်ကင်းကြပါစေလို့မေတ္တာတွေမျှဝေကြတိုင်းဥယျာဉ်ထဲမှာလည်းအေးချမ်းသလိုအနောက်ဖက်ကင်းကင်းနဲ့ တယောက်ထဲလဲနေရခဲ့ပါတယ်